ကင်မရာသစ် Aurora နဲ့ကစားပြီးကြပြီလားအားလုံးပဲမင်္ဂလာပါ MG Gaming ကနေပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ Magic's Google ရဲ့အကြမ်းဆုံး line up တွေကတခု ကမန္တာ Aurora နဲ့ live version ဆုံးအကောင်းဆုံး combo တခုဖြစ်တဲ့ Volatility Synergy အကြောင်းကိုပြောပြပေးပါမယ်ဒါအပြင်ကမန္တာ Aurora နဲ့ Volatility ကဘာကြောင့် live ဖတ်တာလဲ Aurora နဲ့ကစားရင်သိထားရမယ့်အချက်တွေကိုပါပြောပြပေးမှာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားပါဦး ်မဆုံးကမန္တာအရူရာနဲ့ကစားနည်းကိုကြည့်အောင်အရူရာကနီးလဲမှန်မှန်နဲ့ကစားတက်ဖို့လိုပါတယ်ကမန္တာအရူရာနဲ့ဘယ်လိုကစားရမလဲဆိုတဲ့ဗီဒီယိုလေးတင်ထားတာရှိပါတယ်ကြည့်ရင်လည်းဆိုရင် description မှာ link လေးရှိပါတယ် round 1လေးဘွဲလုံးဘာဟီယိုမှမဝယ်ပါနဲ့ RSK ကဘာဟီယိုမှမဝယ်ဘူးဆိုရင် cross energy သုံးခုရပါမယ် cross energy 6ခုပြည့်ရင်အနည်းဆုံး5ခုနဲ့ညီတဲ့ reward တွေရမှာပါ ခရီရောင်းပြီးရင် interest ဆရာအောင်တူကိုရွတ်တကောင်ကိုရောင်းလိုက်ပါနောက်တပွဲမှာ goal 20မပြည့်ရင် hero အကုန်ရောင်းပြီး bahio မှာမတည့်ပါနဲ့ bahio မှာမဝရဘူးဆိုရင်လည်းကိုလိုချင်တဲ့ hero တွေ့ရင်တော့ shop ကိုလော့ကတ်ထားလို့ရပါတယ် bonus စီး hero တွေဖြစ်တဲ့ message သားတို့ carry လို့ရရင်ပေါ့ round 1ပြီးရင် process energy 6ခုနှစ်ကြိမ်ရပြီးကံကောင်းရင် fogo hero နှစ်ကောင်ဒါမှမဟုတ်ရင် synergy crystal တို့ရနိုင်ပါတယ် Google Box ထဲမှာကိုကယင်ရွေးရမှာမို့ 4Hero ကိုဦးစားပေးရွေးတင်ပါတယ်။ဒီပွဲမှာတော့ Lunox ကိုရွေးလိုက်ပါတယ်။ Round 2စတာနဲ့ Hero တွေဝယ်ပါကိုလိုချင်တဲ့ Hero မရရင် Refresh အနှဲငယ်လုပ်နိုင်ပါတယ်။ Aurora နဲ့ကစားရင်တတိထားမှာကပွဲတာ Hero ဝယ်လို့အဆင်မပြေတာကြောင့်လိုချင်တဲ့ Hero ရရင် Lock ထားတာဒါမှမဟုတ်ရင် Hero ဝယ်လိုက်ပြီးဆိုတာနဲ့အဲ့ Round မှာပဲ Refresh လုံးနိုင်တဲ့လောက်လုပ်ပြီးတော့ Hero ရှာတင်ပါတယ်။ ကိုတင်းကဇက်တိုက်ရှုံးနေဆိုရင်တော့ပေးပြီးတော့ဘာဟီးမမွဲပဲမနေသင့်ပါဘူး။နောက်ပြီးအဓိကဆန်နေကြီးဖြစ်တဲ့ Monetis C ဆန်နေကြီးကြောင့်ကြည်အောင်။ဒီဆန်နေကြီးမှာ2 go hue ဖြစ်တဲ့ Mesita, 3 go hue ဖြစ်တဲ့ Curry နဲ့5 go hue ဖြစ်တဲ့ Garoka ကတော့ပါဝင်ပါတယ်။ Hue နှစ်ကောင်ထည့်တာနဲ့ဆန်နေကြီးအတည့်စဖြစ်မှာပါ။ Monetis C ကအတည့်ဆန်နေကြီးတစ်ခုဖြစ်တိုင်း ဟီယိုအားလုံးရဲ့ hybrid အတက်တိုးလာပါပါ။စနေကြီး၈ခု ठी အတိဖြစ်မယ်ဆိုရင် hybrid light steel ပါရအောင်ပါပါ။ဟီယိုအားလုံးကဒီအဖက်ရမှာဆိုတော့ဟီယိုတကောင်လေးကိုမိခိုးစရာမလိုပဲနဲ့တင်းလိုက်ကျန်းလာပါပါ။ဒီနေရာမှာကမန္တာအရိုရာနဲ့ဘော်နက်လစ်စီဘာကြောင့်လိုက်ဖက်လဲဆိုတာပြောပြပါမယ်။ Royal Scale ကစနေကြီး Crystal နဲ့ Hero တွေကြာနိုင်လို့စနေကြီးများများဖြစ်ဖို့အထောက်အကူဖြစ်ပါတယ်။ နောက်ပြီး goal နဲ့ experience ရရင်လည်းကမလာ level ကို အခြား player တွေထက်အရင်တင်နိုင်ပါမယ်။ငါးချက်တန်းကရောကာကာက level 8 level 9မှာရနိုင်ခြင်းများပါတယ်။နောက်ပြီးစနေကြီးများများရဖို့ဆိုရင် hero များများထည့်နိုင်ဖို့လိုတာဆိုတော့ aurora နဲ့ quality ပဲပေါ့။ဒီပွဲမှာတော့ bonetic c ကို astro power 4ခု lp စနေကြီး3ခုအပြင်စုစုပေါင်းစနေကြီး6ခုတိအတိတ်ဖြစ်သွားခဲ့ပါတယ်။ တစ်စင်းချင်းဘယ်လိုတိဆောက်ရမလဲဆိုတာပြောပြပေးပါမယ်။ Ali Gain Round 1မှာဒါ Hero မှာမဝယ်ပါနဲ့။လိုချင်တဲ့ Hero တွေ့ရင် Shop ကို Lock ထားပါ။ Mid Gain Commander Level 6 Level 7မှာစနေကြီးများများရဖို့ Hero တွေဝယ်ထားပါ။ Google Box မှာစနေကြီး Crystal ရရင်ယူလိုက်ပါ။ Late Gain Level 8 Level 9မှာစနေကြီး၈ခုပြည့်အောင်လုပ်ပြီး Hero တွေကို2 star 3 star ရှာပါ။ ဒီတော့ကမလာအရိုရာနဲ့ဘွန်နက်စီပေါင်းဆက်ပြီးတိုက်ပွဲတွေကိုဘယ်လိုနိုင်ုံမလဲဂိမ်းပလေးလေးကိုကြည့်လိုက်ရအောင် ်အရူရာနဲ့ဟော်နက်တစ်စီကစနစ်ကြီးတွေကိုလိုင်ယွန်ညီထွေကစားတဲ့သူတွေအတွက်ပြင်တော်တဲ့ကွန်ပိုဖြစ်ဖြစ်ပါတယ်။ဟော်နက်တစ်စီနဲ့စနစ်ကြီးဘလောက်များများတီရဖို့လဲဆိုတာကွန်မန့်မှာပြောပေးတော့ပါအောင်။ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and share လေးလုပ်ခဲ့ပေးပါ။နောက်ထပ်ဒီလိုမျိုးဗီဒီယိုလေးတွေတင်ပေးတော့ပါမို့ MJ Gaming YouTube channel လေးကိုလည်း subscribe လုပ်ထားဖို့မလိုပါနဲ့။